ဝဲစားရဲ့ကောင်းမှုကြောင့်အကျွေးနဲ့ထိုင်းတက်လာတဲ့မြန်မာလူသားရာနေချီဗန်ခံရထိုင်းနိုင်ငံကိုအလုံးလုံးဖို့အိမ်ရောက်ခြံရောက်ပြီးတက်လာတဲ့မြန်မာလူသားရာနေချီကိုပွဲစားတယောက်ကလက်တို့ပြီးတိုင်တန်းခဲ့တာကြောင့်မြန်မာလူသား132ဦးရဲဖန်ခံခဲ့ရတယ်လို့သိရပါတယ်ဒီလုံသားတွေရဲ့90ရာခိုင်နှုန်းကစာဝင်နေရေးချက်တင်းမှုကြောင့်ပတ်စံများများရှာမေဆိုရင်မျှော်လင့်ချက်နဲ့ချင်းလက်ဒေတာကနေထန်းကိုရောက်လာကြသူတွေပါ အသိပညာကလည်းအားနေလူကလည်းနွမ်းပါတော့ထိုင်းရောက်ရင်ငွေများကြီးရှာနိုင်မယ်ဆိုတဲ့မလုံတစ်ခုတည်းနဲ့ရှိသမျှအင်းဒီချန်ဒီကိုရောင်းချပြီးပွဲစားတဲ့ချိန်ကထိုင်းကိုဝင်ဖို့ကြိုးပမ်းခဲ့ကြပါတယ်။ မြန်မာနဲ့ထိုင်ကနည်းနည်းမိတ်ချင်းအတော်လေးနှိစက်ပေးမယ်တရားမဝင်တွားရောက်ရတဲ့ကိစ္စကတော့ရှင်ခုစိတ်လှုပ်ရှားစရာကောင်းပါတယ်။ပွဲစားတူတဲ့ရဲ့စကားကိုပဲနားထောင်နေရပြီးနေရောညပါပုံအောင်နေရတဲ့မြန်မာလူသားတွေထိုင်မှာအများပြားရှိပါတယ်။တရားဝင်မဟုတ်လို့လုံအားကတွေကလည်းအနှိမ်ခံရပြီးမြန်မာမှာနေတာထံပတ်စံပူရရင်တော့ပြီးမိသားစုကိုထောက်ပံ့နိုင်ရင်တော့ပြီးဆိုပြီးပေတင်နေရတဲ့လူတွေလည်းတပုံကြီးရှိပါတယ်။ ပိုပြီးသိနာစရာကောင်းတာကဒီလိုထန်းကိုရောက်ဖို့အတွက်လူတူဦးနဲ့380ကနေ300တရာထိပွဲစားကိုပေးရတယ်လို့လည်းကြားသိရပါတယ်။ဒါကြောင့်မြန်မာချင်းချင်းစီကနေပတ်စံတက်ယူနေတဲ့ပွဲစားတွေဟာအမြဲတမ်းချေရှုပ်နေလေရှိကြပါတယ်။ပွဲစားလောကမှာလည်းအပြိုင်ဆိုင်များတဲ့ပြင်သူ့ကွယ်ငါ့ကွယ်ဆိုပြီးစားပေါက်လူတာတွေလည်းရှိတယ်လို့သိရပါတယ်။ အခုဖြစ်သွားတဲ့ဖန်ဆီမှုမှာလည်းမြမလုံသားရာနဲ့ချီကုန်ပွဲစားချင်းချင်းမတည်လို့ကြောက်ကြတိုင်တန်းလာလို့သိရပါဗျ။ဒီတို့တတိနေရမြမလုံသားတွေကိုတနာလွန်တာကြောင့်ထိုင်းရဲတွေကတော့မဖမ်းရလို့မျက်နှာလွှဲပေးထားပေမယ့်မြမပွဲစားသူကလည်းတတင်းတီးချတဲ့ရဲစခန်းကိုလာပြီးတိုင်တန်းတာကြောင့်မလွဲတာမရှောင်တာအေးအေးယူခဲ့ရတယ်လို့ဆိုပါတယ်။ ဆိုပါဖြစ်ရပုံအမိမဖော်လို့တဲ့ရဲတူကကျုပ်တို့ထိုင်းနေကမြမတွေကိုမမုံပါဘူး။နေဆက်ကနေဝင်လာတဲ့မြမလူသားတွေမှာအတိုးနဲ့ယူထားတဲ့အချွေးတွေတပုံကြီးရှိတယ်ဆိုတာသိတယ်။သူတို့နောက်မှာမိသားစုတွေကြံခဲ့တယ်ဆိုတာလည်းသိတယ်။မဖမ်းချင်လို့တော်တော်များများကိုမျက်နှာလွှဲလိုက်တာများပါတယ်။အခုအခါမြမချင်းချင်းပဲတတင်းတိကျကြီးလာပေးတာဆိုတော့မဖမ်းလို့မရဘူး။ကျုပ်တို့အလုပ်ပြုတ်သွားနိုင်မယ်လို့ပြောဆိုထားပါတယ်။ လက်ရှိမှာတော့ထိုင်းနိုင်ငံဆာမော့ဆာခုတ်ခရိုင်မဟာထိုင်းနယ်ပြည်လူနေတိုက်တန်းလျားတစ်ခုမှာမြန်မာလူသားပေါင်း132ဦးကိုဖမ်းဆီးထိန်းသိမ်းထားပြီးတပ်ဆိုင်ရာကရေးယူဆောင်ရွက်မှုတွေပြုလုပ်နေစဉ်လို့သိရပါဗျ။မြန်မာနိုင်ငံကပြည်သူတွေကလည်းအဆိုပါဖမ်းဆီးခံရသူတွေထဲမှာမိမိရဲ့အဖေခင်မတော်အကုန်များပါမလားဆိုရင်စိတ်နဲ့ယူကျုံမရဖြစ်နေကြပြီဒီလိုဝိုင်းရဲ့အတွက်ထိုင်းမှာဂျင်းထဲချက်တဲ့ရောက်နေရတဲ့ပုံကျမတို့လည်းလုံးဝမတက်တာတော့လို့အဖေကိုထိုင်းစီလွတ်လာရတာပါ အဖေသွားပြီးပတ်စံပုံမှာအတူလဲပေးရတယ်။အခုဆိုတူကတသိန်းကိုတပန်လေးတောင်းဆန်နေရပြီ။ဘလို့မှအစင်မပြေလို့အဖေစီကနေပတ်စံယူရပေးမယ်။ဟိုမှာပြင်လဲမထွက်ရဘူး။ထမင်းတော့ကောင်းကောင်းမစားရဘူးလို့ပြောတော့အယံတနာတယ်။ကျမတို့ဘွားတွေကရွေးချယ်စရာမရှိတော့ပါဘူး။အဖေကိုထိုင်လို့ရတာရှင်းနာပေးမယ်။ဒီမှာနေရင်လဲအလောက်ကန်ကရှာပါပြီ။ဘယ်တော့ဆွဲခေါ်ခံရမလဲစိတ်ပူနေရပါတယ်။ အခုဖမ်းခံရတော့လေငါဖေပတ်သွားမလားဆိုပြီးရင်းနှီးမှမကောင်းဘူးမြမချင်းချင်းမြင်းနေရလှန့်ဆိုင်တဲ့ပွင့်စားတွေလည်းတီစာကိုမြောင်ဖတ်ပေးကြပါသူများနိုင်ငံမှာမျက်နှာငယ်ငယ်နဲ့နေရတဲ့မြမလူသားချင်းချင်းလူစိမ်လေးမွေးပေးကြပါလို့မိသားစုဝင်တို့ကပြောဆိုရေးသားထားတာကိုတွေ့ရပါတယ် တကယ်လေထိုင်းရောက်မြန်မာလူသားတွေရဲ့ဘဝဟာအခက်အခဲများစွာကိုကြုံနေရတာဖြစ်ပါတယ်။ပြည်သက်ကြီးတို့ရောထိုင်းနိုင်ငံရောက်နေတဲ့ဆိုရင်အဲ့ဒီမှာဘယ်လိုအခြေအနေတွေရှိလဲဆိုတော့မြန်မာပြည်သူတွေအားလုံးကိုတတိထားနိုင်အောင် comment မှာရှင်းပြခဲ့ပေးကြပါအောင်ရှင်။